င်္ဂလာပါကိုလုံးကောက်သွန်းနေပါနော်ခွနေသားသမီးတွေချမ်းမှချမ်းသာကြပါစေလူလူချင်းမေတ္တာပေးနိုင်ကြပါစေရှိခိုင်နိုင်ကြပါစေအနုမနှုတ်ဆက်ပါတယ်မင်္ဂလာပါကောက်သွန်းနေပါနော်အခုကိုရဲ့နော်အကိုဝန်ရှိတယ်နော်ဘိုက်ထဲမှာခလေးရှိတယ်နော်လူလူကူကူဖျက်ချလိုက်တယ်နော်အဲ့ဒါတွေကတကယ်ငရေကြည့်ပါတယ်နော်အင်းတကယ်လို့ကိုရဲ့နော်အဲ့နေရာမှာကိုသာဆိုရင်ကိုဘယ်လိုခံစားရမလဲနော် အဲ့ဒါကြောင့်လူလို့ဖို့လာတာပါเนาะမဖြစ်ချပါနဲ့လို့เนาะကိုမလူရှင်ရင်အစားတွေကတားထားအဲ့အဲ့ဒီလို့เนาะတားတာတားတာမြောက်ရင်လေကိုတကယ်လူရှင်နေခါကျရင်အဲ့ဒါမရတော့ဘူးခလေးဆိုတာကသူရဲ့ကံသူရဲ့ကံနဲ့သူလာတာပါเนาะသူရဲ့ကုစုကံနဲ့သူလာတာပါเนาะ အဒီကကိုအမြဲတမ်းเนาะဗိုက်ကြီးတရားဆိုရင်အဲ့လိုပဲအမြဲတမ်းကိုမဖျောက်ရှိခိုးမယ်တရားထိုင်မယ်เนาะကုစုကောင်းမှုလုံးပြီဆိုရင်တကယ်ကောက်တိခလေးကိုမွေးပါတယ်เนาะပြီးတော့ရှင်အင်ကလဲအင်ကအဆုံးပါအောင်เนาะအဒီကအိုက် ကိုဝင်တည်နေပြီဆိုင်ပါတယ်เนาะအဲ့ဒါကြောင့်เนาะမဖြစ်ရှားကြပါနဲ့အဲ့ဒါတအောင်ငရေကြီးပါတယ်လို့เนาะအဲ့ဒီနေရာမှာကိုယ့်ရဲ့ကိုယ်သာဆိုရင်ကိုဘယ်လိုခံစားရမလဲเนาะကိုရှင်းစားပါ နော်တကယ်ပါသူလေးလူလုံဖို့လာတာပေါ့နော်အဲ့ဒါလွေလွေလေးလုတ်ကြတယ်နော်ဒါကတဘာဝအတိုက်ပြီးတယ်ကွယ်နော်အိမ်ထောက်ကြရင်တော့ဒါသာသမီမွေးရမှာပဲနော်ကိုဒီကိုလည်းအဲ့လိုပဲအမေတွေအဖေတွေအဖိုးတွေအဖွားတွေအစိမ်ဆက်ကအဲ့လိုပဲမွေးဖောလာလို့ကိုလူဖြစ်လာတာပေါ့နော်အဲအဲ့ဒါကြောင့်အဲ့ဒါဟာတကယ်နော်ငရေကြီးပါတယ်နော်ဒါကမလို့ရှင်ရင်ကိုတာထားပေါ့နော်အဲ့ဒါမင်းနော်တာတာတာဒါမြောက်လို့ရှင်ရင်ခလေးကမရတော့ဘူးနော် အဲ့လိုခလေးတွေကိုစွန်ပစ်တယ်နော်ခလေးတွေကိုအဲ့လိုပစ်ထားတယ်ဆိုတာအင်မတန်အရေးကြီးပါတယ်နော်ဖယောက်ပြောတာကွယ်နော်တိရိဆန်ကိုတော့မမသိနဲ့နော်အောက်ကတိရိဆန်တွေနော်ရှင်တွေကအစားမသိနဲ့ဆိုရင်နော်အဲ့ဒါကလူဆိုရင်လူဖြစ်တဲ့အတွက်နော်ဘလောက်တုံးမှငရေကြီးမလဲဆိုတာကိုနော်အဲ့ဒါတကယ်လို့ကိုနော်ကိုဒီဘွားတေးသွားလို့ကိုနောက်ဘွားကိုလူပြန်ဖြစ်မိဆိုရင် ကိုကိုလေးအဲ့လိုဖျက်ချမှာပါနော်အဲ့ဒါကြောင့် ပြီးတော့မှအဲ့လိုမဖြစ်ချပါနဲ့လို့နော်ကိုကိုရလို့ရှိရင်ကိုမွေးပါเนาะအဓိကအမေကဖယောတရားနဲ့နေလို့ရှိရင်သူဟာသူဖြစ်လာပါတယ်เนาะသာသမီဆိုတာကသူရဲ့ကံနဲ့သူမွေးဖော်လာတယ်เนาะကြံကြံမာမာနဲ့အဓိကအေးဗိုက်ကြည့်သေးကွယ်เนาะဖယောရှိခိုးမယ်တရားထိုင်မယ်เนาะပြီးတော့လင်ကိုလေးရှိခိုးပါเนาะလင်ကိုလေးယူသေးပါเนาะအဲ့အဲ့ဒါလေးမွေရလွေပါတယ်เนาะပြီးတော့เนาะကိုခလေးကျဲမှာဖို့ ဟိုအင်္ဂါအစုံရှိအင်္ဂါအစုံနေပါဘူးဆိုရင်အဓိကအမေကဖယောရှိခိုးပြီးပါတရထိုက်ပြီးပါเนาะအဲ့ဒါဆိုရင်အဲ့ကလေးဟာရှော့ရှော့ရှူရှူမွေးပါတယ်ချင်းအင်္ဂါလည်းအင်္ဂါအလေးအစုံပါပါတယ်เนาะတချို့ဆိုမွေးတွေကเนาะကျဲမာကြီးမကောက်တာတွေပါတယ်အဲ့ဒါတွေကအနုကိုလုတ်ခေးတာပါအဲ့ဒါကြောင့်အဲ့ဒါငရေးကြည့်ပါတယ်လို့အကုန်လုံးเนาะမဖြတ်ချကြပါနဲ့လို့အနုကိုကျေးဇူးတင်ပါတယ်